ြီးခဲ့တဲ့ပိုင်းမှာတော့ကိုသားနှလုံးသားနဲ့မညံ့တွေကိုပြန်ရရှိခဲ့ပြီးမော်စွမ်းအင်တွေလည်းတိုးတက်သွားခဲ့ပါတယ်ဒီရပိုင်းမှာတော့အာသားကိုစိတ်ပူနေတဲ့မာလင်ကမော်သက်တော်ဝါလီကိုလွတ်ပြီးကမ်မလော့တိုင်းပြည်တဲကိုထောက်လန်းနေခဲ့ပါတယ်အဲလင်းကနတ်သက်ငယ်တော်ကိုအကြောင်းကိုဒီယာနဲကိုမေးတော့အစဉ်ပြေချောင်းကိုပြောလိုက်ပြီးသူနဲ့ဂင်တို့တွေလွန်ခဲ့တဲ့နှစ်သုံးနှောင်းကိုတွားခဲ့ကြောင်းအဲဒီမှာမယ်လီယိုဒက်စ်နဲ့တတ်ထက်တဲ့တူတဲ့အဲလစ်ဘတ်ကိုလည်းတွေ့ခဲ့တယ်လို့ပြောလိုက်ပါတယ်ဘားထဲမှာတော့ကိုသားကိုဂင်ကရက်တော့ဖို့ပြောနေပြီးသူပဲရင်ဆုံးမောက်သွားခဲ့ပါတယ်ဂျားထဲကမာလင်စီရင်ပေးထားတဲ့အက်စကာရောရဲ့မျက်မှန်ကကျွတ်သွားတော့ အစွမ်းတွေထွက်လာလို့ကိုသာကမျက်မှန်အမြင်ပြန်တက်ပေးလိုက်ရတယ်။မာလင်ရဲ့ထောက်လန်ရေးကိုဇေဒရစ်ကမိသွားတော့မာလင်တယောက်ဟာတရားရီတောင်ရသွားပါတယ်။ဒူစီရိုက်ကနှစ်ပါလုံးစုံတဲ့ဒိမ့်မတ်နေနဲ့ပါတီပေးနေကြပြီးအရက်တွေတောင်းနေကြတယ်။ဝက်စရာကြီးကိုလည်းဘန်ကအရက်တွေဇွတ်တိုက်နေခဲ့ပါတယ်။ဒီလိုနဲ့ဒီယာနယ်ကနင်းကိုဖန်နီးခဲ့တဲ့ကိုသာဟာမြင်းမြတ်စစ်ပွဲမှာဘလို့ဆုံးတက်ခဲ့တာလဲသိကျင်တယ်လို့ထားမိလိုက်ပါတယ်။ကိုသာကတော့မြင်းမြတ်စစ်ပွဲကိုဆုံးတက်လိုက်တယ်ဟုတ်လားလို့မယ်လီယိုဒက်စ်ကိုပြန်မိလိုက်တယ်လို့သူမှလည်းခုမှကြားဘူးတယ်လို့မာလင်ကလည်းပြောလိုက်ပါတယ်။နဆိုးရီကိုဒင်ချုပ်ဖို့နဗီယ ားတွေကသူတို့ကိုဒူလိုဆုလုပ်ခဲ့တာဖြစ်ပြီးမြင်းမြတ်စစ်ပွဲကိုဆုံးတက်ခဲ့တာမဟုတ်ဘူးလားလို့အက်စကာနောကလည်းမေးလိုက်ပါတယ်။ဒါဆိုရင်အဆုံးမဲ့မောင်သူတစ်တာကိုဒူလိုခဲ့တာလားလို့မေလီယိုဒက်စ်ကပြောတော့မဖြစ်နိုင်ဘူး။ဘလူးလက်မှုပညာသည်တာဘူးစာကလုပ်ခဲ့တာလေလို့မာလင်ကပြောလိုက်ပါတယ်။တောင်းပန်ပါတယ်။အခုပြောလို့မရသေးပါဘူး။ပြောလို့ရရဲ့လားလည်းမသိဘူး။ပြောလိုက်ရင်လည်းမေတို့ယုံမလားမယုံမလားမသိဘူးဆိုပြီးကိုသာကထပြောနေတော့စိတ်ရှုပ်အောင်လုပ်ပြီးလို့တောင်းပန်ပါတယ်နော်လို့ဒီယာနယ်ကပြောလိုက်ပါတယ်။အဲလီစ်ဘတ်ကတော့လွန်ခဲ့တဲ့နှစ်3000လုံးကမေလီယိုဒက်စ်နဲ့အတူရှိနေခဲ့တဲ့တထက်တဲတူတဲ့အဲလီစ် ွက်ကိုတွေးခဲ့တယ်လို့ပြောတဲ့ဒီဟာနယ်ရဲ့စကားကိုပဲတွေးနေမိခဲ့ပါတယ်။ကိန်းရံဖိုးကြီးကလည်းတစ်ချိန်လုံးကလင်းဆိုတာကနာမည်ပြောင်တာဖြစ်ပြီးသူမရဲ့နာမည်ကအဲဒီစ်ဘက်ဖြစ်ကြောင်းနေနဲ့ရောက်ခြင်းတော်တော်သူကြောင့်ပြောခဲ့ပူတာတွေကိုတွေးမိသွားခဲ့ပါတယ်။တယောက်တည်းပါတွေတွေးနေရလဲတကူကူဖြစ်တဲ့ဆိုရင်ငါ့ကိုပြောလေလို့မယ်လီယိုရက်စ်ကမိတော့အရက်ယူအောင်မဲ့ဆိုကတဲကိုဝင်သွားခဲ့ပါတယ်။မာလင်ကလည်းသူမမူနေပြီဖြစ်လို့နားတော့မယ်လို့ပြောနေကသူမတို့တွေအနေနဲ့ပညတ်တော်ဆယ်ပါးကိုရင်ဆိုင်ဖို့ကြံနေသေးတာကိုမမေ့ပါနဲ့လို့ပြောလိုက်ပါတယ်။ဆဲဒရစ်ကနဇိုးဘရင်ရဲ့စွမ်းကိုယူတုံးနိုင်တဲ့နဇိုးဘရင်ရဲ့ကို စားပြုလို့ပြောတယ်လို့ဒီယာနယ်ကလည်းသူမတည်ထားတဲ့ချက်လက်တွေကိုပြောပြလိုက်တယ်ဒီလိုနဲ့နေသိမ်းမကောင်းတဲ့မာလင်ကပြန်သွားတော့မယ်လီယိုရက်စ်ကနောက်ကနေလိုက်ပြီးတော့ကုတွဲပေးနေခဲ့ပါတယ်နေဇယ်ဒရီရဲ့လက်တိုက်တာကိုခံလိုက်ရတာလားနေမဟုတ်တဲ့အတိုင်းပဲလို့မယ်လီယိုရက်စ်ကပြောလိုက်တယ်ငါတို့နှစ်ယောက်ဟိုးကလေးကတီးခဲ့တာငါကုန်တီးတယ်နောက်တစ်ခုနေရဲ့ယူရဲ့ချက်ကပြီးသူတွေကိုကယ်ဖို့လည်းမဟုတ်ဘူးကဲမလော့ကိုလွမြအောင်လုပ်ဖို့လည်းမဟုတ်ဘူးဇယ်ဒရီကိုနေနေဖို့တောင်မဟုတ်ဘူးအာသားကိုကာကွယ်ဖို့ဟုတ်တယ်မလားမာလင်လို့မေးလိုက်ပါတယ်ဒီစကားတွေကိုတကားပြင်ဘက်ကနေနားထောင်နေသူအက်စကာနောကအက ကုန်လုံးကြားနေခဲ့ပါတယ်မယ်လီယိုဒက်စ်ကျေးဇူးပြုပြီးငါသူ့ကိုဆုံးရှုံးခံနိုင်ဘူးအာသာကငါရဲ့မျှော်လင့်ချက်ပဲလို့ပြောလိုက်ပါတယ်နောက်တစ်ရက်မှာတော့မယ်လီယိုဒက်စ်ကအဲလိစဘတ်ကိုတစ်ပင်တစ်ခုစီကိုခေါ်သွားခဲ့ပြီးဒီနေရာကိုမှတ်မိလားနင်အမြဲတမ်းလာနေကြလေလို့ပြောနေခဲ့တယ်မယ်လီယိုဒက်စ်ဇရက်ဒရက်ရဲ့အစွမ်းနဲ့လွန်ခဲ့တဲ့ဆက်ကြောင့်နှစ်ကကျမတို့နှစ်ယောက်ကိုမြင်ခဲ့တယ်လို့ပြောပူတာကိုမှတ်မိလားလစ်ကလွန်ခဲ့တဲ့ဆက်ကြောင့်နှစ်ကဆုံးသွားတယ်တိုက်ဆိုင်မှုကစမ်းချက်လွန်နေတယ်ကိန်းဆန်ကလည်းပြောပူတယ်လစ်ရဲ့နာမည်ကလည်းအဲလိစဘတ်တဲ့လို့ပြောနေပါတယ်ပင်ကိုစရိုက်တော့လုံးဝမတူပါဘူးဆိုပြီး မယ်ရီယိုဒက်စ်ကဖာတီပြောနေခဲ့ပေမဲ့သူမရဲ့မျက်နှာနဲ့အတန်ကလည်းကျမနဲ့တတိယတည်းပဲမလားလို့မိလိုက်ပါတယ်ဒီအတိုင်းတိုက်ဆိုင်တာပဲနေမှာပါလို့မယ်ရီယိုဒက်စ်ကတွေးများနေတဲ့အဲလီဇဘက်ကိုပြောလိုက်တော့ဒီအနေနဲ့ကင်းလေးချင်းတို့ကလည်းအဲဒီလိုမျိုးတွေးခဲ့တယ်လို့ပြောတယ်ကျမနဲ့တူတဲ့အဲလီဇဘက်ကိုရှင်နဲ့တွေးခဲ့တယ်တဲ့လေအဲဒါကလည်းတိုက်ဆိုင်တာပဲလားရှင်တိလားကျမတူတူဆန်းဆန်းတွေတွေးနေတယ်ဆိုပေမဲ့အဲဒါသာတကယ်ဆိုရင်တော့လို့ပြောတော့နင်းပင်မန်းနေပြီထင်တယ်ဆိုပြီးစကားလမ်းကြောင်းသာလွှဲလိုက်ပါတယ်ဒါတွေမကသေးဘူးနှစ်သုံးတောင်လောက်ဖန်ဆီးခံထားရတဲ့မကောင်းဆိုးဝါးတကောင်ကပထမ ဆုံးတွေ့တွေ့ချင်းမှာကျမကိုတခြားသူနဲ့လူမာတယ်ဆိုတာကအတိတ်ပဲရှိပါမလားမယ်လီယိုဒက်စ်ရှင်တီထားတယ်ဆိုရင်ကျမကိုပြောပြပါဘာပဲဖြစ်ဖြစ်ကျမလက်ခံဖို့အတင်ပါပဲလို့ပြောလိုက်ပါတယ်ငါဘာမှမသိပါဘူးလို့ဒါပြောနေတာကြောင့်ဒီကဘာကြီးကတခြားလူတွေထက်ရှင်ကိုပိုယုံကြည်ပါတယ်လို့ပြောသွားပါတယ်အဲလီစ်ဘက်ရဲ့ယာအလုံးကိုလက်ခံပါတယ်ဆိုတဲ့အခြေအကြောင်းပြန်တွေးမိရင်ငါတော့လက်မခံနိုင်သေးဘူးလို့တကိုယ်တည်းသာရေရွနေခဲ့တယ်ဘိုးအဆိုင်လေးကိုပြန်ရောက်တော့အဖျားရမ်းတက်နေတဲ့မာလင်းကိုအဲလီစ်ဘက်ကကုတပေးဖို့လုပ်ခဲ့ပါတယ်သူမကမောင်မဲနေတဲ့နေရာတစ်ခုကိုရောက်သွားပြီးဇေဒရင် ဲ့တွေ့နေခဲ့ကငားရဲမော်စွမ်းတွေကိုပြန်ပြေးနိုင်တဲ့သူကဘသူလဲသိချင်လို့လာခဲ့တာလို့ပြောလိုက်တယ်မတွေ့တာကြပြီနော်အဲလစ်ဘတ်လို့ပြောတော့ကျမကိုဘလို့တီးတာလဲလို့မေးလိုက်ပါတယ်တော်တော်စိတ်ပြတ်ဖို့ကောင်းတဲ့မိမငားကိုမယ်လီယိုဒက်စ်ကိုဝေဒနာတွေပေးနေတုံးမဲလားနတ်ဖျားမအဲလစ်ဘတ်လို့ဇက်ဒရစ်ကပြောလိုက်တဲ့အခါအကိုဟုတ်လားအဲ့ဒါဆိုရှင်ကမယ်လီယိုဒက်စ်ရဲ့ညီပေါ့ကျမကနတ်ဖျားမလားလို့ပြန်မေးနေခဲ့ပါတယ်ဒီနှစ်သုံးတောင်အတွင်းမှာနင်းသေးသွားတိုင်းအတိတ်ကမညံ့တွေကပျောက်သွားပြီးအချိန်ချင်းလူပြန်ဝင်စားပြီးတော့မယ်လီယိုဒက်နဲ့စုံနေအဲ့ဒီလိုဖြစ်နေတာကအချိန်၄၅၀လောက်တောင် င်ရှိပြီလို့ဇဲဒရစ်ကပြောလိုက်ပါရယ်ပြန်ဝင်စားတယ်ဟုတ်လားဒါဆိုရင်လွန်ခဲ့တဲ့နှစ်သုံးတောင်ကမယ်လီယိုဒန်နဲ့အတူရှိနေတဲ့မိမကားလို့မေးတော့ဟုတ်တယ်နင်ပဲလို့ပြန်ပြေးလိုက်ပါရယ်အိမ်မက်အတိုင်းပဲကျမဖြစ်စေချင်နေတဲ့အရာကအပြင်းမတကယ်ဖြစ်နေတယ်ကျမကအမြဲတမ်းမယ်လီယိုဒန်နဲ့အတူရှိနေတယ်လို့ဆိုပြီးပြောတဲ့အကြောင်းတွေပြောနေတော့နင်ကသူ့ကိုအမြဲတမ်းနာကျင်အောင်လုပ်နေတာလေလို့ဇဲဒရစ်ကပြောလိုက်ပါရယ်ကျမကနာကျင်အောင်လုပ်တယ်ဟုတ်လားဘာလို့လဲသူနဲ့အတူတူကုံဆုံးခဲ့တဲ့ချိန်တွေကိုပြန်တရီရချင်တယ်သူပြောခဲ့တဲ့စကားတွေအကုန်လုံးကိုရောပဲလို့ပြောလိုက်တာကြောင့်ဟုတ်လားအဲ့ဒီလို ဆိုမှတော့အကုန်ပြန်မှတ်မိစံဆိုပြီးဇဲဒရစ်ကအတိတ်တွေကိုပြန်မှတ်မိအောင်လို့သူ့အစွမ်းကိုတုံးလိုက်ပါတယ်။အဲဒီတုန်းကနင်ဘလောက်အပြစ်ကြီးကြီးကိုလုပ်ခဲ့လဲဆိုတာကိုနားလည်လိမ့်မယ်လို့လည်းပြောလိုက်ပါတယ်။ဘိုဟတ်တစ်ခုလုံးလင်းနေသွားခဲ့ကဘာဖြစ်တာလဲလို့မယ်လီယိုရက်ကလည်းမေးလိုက်တယ်။ကျမမှားသွားခဲ့တာ။ဇဲဒရစ်ရဲ့ထောင်ချောက်တဲ့မိနေခဲ့တာထင်တယ်။အဲလစ်ဘတ်တာမော်စွမ်းကိုမပြေပေးခဲ့ဘူးဆိုရင်ကျမတည်သွားနိုင်တယ်လို့မာလင်ကပြောပါတယ်။အဲလစ်ဘတ်ကတော့သူ့နဲ့နဲ့ပြန်မှန်းနေလို့ပါ။လင်းချင်းကန်လိုက်အောင်မယ်ဆိုပြီးတော့ထွက်သွားခဲ့တယ်။ဝက်ဇီယာကြီးကရောက်လာပြီးငိုနေတဲ့အဲလစ်ဘတ်ကိုတွေ့တော့ဘာဖြစ် ြစ်တာလဲလို့မေးလိုက်ပါတယ်။သူမကတော့ပျော်နေလို့ပါလို့ဖြေလိုက်တယ်။ဒီလိုနဲ့ကမ်မလော့စီကိုတွားကြပြီးဟန်ရီဆန်တို့ကလည်းတခြားလမ်းကြောင်းတစ်ခုကိုတွားလိုက်ကြပါတယ်။အဲလီစ်ဘတ်ကတော့သူဟာနှုန်ခဲ့တဲ့နှစ်သုံးတောင်တုန်းကအဲလီစ်ဘတ်ပြန်ဝင်စားတာဖြစ်ကြောင်းဒီယာနဲ့ကိုပြောပြနေပြီးမယ်လီယိုဒက်စ်ကတော့ပုံွက်ထားတယ်လို့ပြောလိုက်ပါတယ်။သူ့မှာအကြောင်းပြချက်တစ်ခုခုရှိမှဖြစ်လို့စိတ်မပူဘူးအတွက်ဒီယာနဲ့ကလည်းပြန်ပြောလိုက်ပါတယ်။ဘန်ကတော့ဒီတစ်ခေါက်တာဝန်မှာသူနာလို့ရမလားဆိုပြီးမယ်လီယိုဒက်စ်ကိုပြောတော့ရပါတယ်လို့ဖြေခဲ့ပါတယ်။ဒီတစ်ခေါက်ကိစ္စရဲ့တရားခံကမယ်လာစကူလာပဲနေလိမ့်မယ်။တ ကယ်လို့သူမကိုဒါတက်လိုက်ရင်အဲလင်းကနားမမရှိနိုင်တော့တာကြောင့်အ ਨੇ ဆုံးတော့သူမနားမနေပေးခြင်းတယ်လို့ဘန်ကပြောနေပါတယ်ဘန်မင်းရဲ့ခံစားချက်ကိုနားလဲပါတယ်လို့မယ်လီယိုဒက်စ်ကပြောပို့လို့တော့မင်းနားလေလို့လားကိုချင်းရတဲ့မင်းကလေးကိုဒုတိယအကြိမ်ဆုံးရရတာကိုလေလို့ဘန်ကမေးလိုက်ပါတယ်အဲ့ဒီအချိန်ဝက်စရာကြီးကလာခေါ်တော့အခန်းထဲကိုတွားလိုက်ကြကအတင်းရုံးကန်နေတဲ့အဲလီဇဘက်ကိုတွေးလိုက်ရပါတယ်အဲလီဇဘက်ရဲ့နှုတ်ကနေဘာသာသမန်ဝင်ပလီကိုက်ခံရလို့သွားခဲ့ရမယ်ဆိုပြီးပြောနေတာကြောင့်မာလင်ကသူမစိတ်ကြီးလိုက်မယ်လို့ပြောလိုက်ပါတယ်အဲလီဇဘက်ကျွန် မကိုမမိလားလို့ပြောလိုက်တော့မတွေ့တာကြပြီနော်မာလင်ငါနင်းကိုမတ်တော့မမမိဘူးအရင်ကကောင်တီတီလေးကအခုတော့လူကောင်ကြီးလာပြီပဲအခုကဘယ်လိုလင်မာတယောက်တည်းနေတော့လားလို့မေးလိုက်ပါတယ်အဲလီဇဘက်ရဲ့မျက်လုံးနှလုံးလုံးကအယောင်တောက်လာပြီးနဖယားမပုံစံဖြစ်သွားပြီးတဲ့နောက်မှာတော့မေးလဲသွားခဲ့ပါတယ်မာလင်နင်တကူကူမသိဘူးလားလို့ဘန်ကမေးတော့ငါ့ကိုချိန်စာပြေးပြီးတော့ကဇေဒရီရဲ့မော်ဇန်တွေတက်ရောက်သွားတာနေမယ်လို့မာလင်ကပြောလိုက်ပါတယ်ဒါဆိုအဲလီဇဘက်ကကိုချိန်စာတင်နေတာလားလို့ဒီယာနယ်ကမေးတော့မဟုတ်ဘူးအဲလီဇဘက်ရဲ့မျက်ညံတွေကနောက်တော့ ပြန်ရသွားပြီလေလို့မယ်လီယိုဒက်စ်ကပြောလိုက်တယ် အဲလစ်ဘယံမညံတွေပြန်ရသွားပြီဆိုတဲ့စကားကိုကြားတော့ဒီယာနယ်ကပျော်နေခဲ့ကကင်းရင်နင်းသီလားအဲလစ်ဘကလွန်ခဲ့တဲ့နှစ်သုံးတောင်တည်းကအချင်းချင်းလူပြန်ဝင်စားတာတည်းလေအဲဒါကြောင့်သူမမညံတွေပြန်လို့ကျင်တယ်လို့ပြောနေတာဆိုပြီးပျော်ရွှင်စွာပြောနေတဲ့အချိန်မာလင်ကတော့ပါဇက်ပိတ်တာဖို့ပြောလိုက်ပါတယ်ဘာလို့လဲခေါင်းဆောင်ကမှမကောင်းတာအဲလစ်ဘပြောတာကိုမသိချင်အောင်ဆောင်နေတာလေဆိုပြီးလက်ညှိုးတိုးပြီးတော့အပြစ်တွေတင်နေခဲ့တယ်မဲလီယိုဒက်စ်ကတော့အရာအလုံးပြီးသွားပြီးသူမမညံတွေပြန်မရခင်အထိအချိန်အများကြီးမရတော့ဘူးသူမညံတွေပြန်ရရင်အဲလစ်ဘက300အတွင်တင်လိုက်မယ်လို့ မျက်ရည်များစွာနဲ့ပြောလိုက်ပါရယ်